ကစီရွှေချန်နယ်လေးကပြန်လဲကြိုဆိုပါဗျာနော်နေပါလေပြောချင်းလဲဆိုတော့နော်ကျွန်တော်ကတော့နောက်ကြတယ်ဗျာနောက်ကြတယ်ဆိုတော့လဲစုံအောင်လေးစောင့်ပေးရပါနော်စုံအောင်လေးစောင့်ပေးရဆိုတာနေပြီးတော့မဖြစ်နေတဲ့ဗလီကိစ္စပေါ့နော်ဗလီကိစ္စကလေးဖွင့်ပြပေးမှာပေါ့ဗျာဒါပေမဲ့ဒီအရေးကြားတာကျွန်တော်လဲကြာလာပါတကယ်ကြာပြီတကယ်ကေတီကတော့မလိမ်ဘူးမလိမ်ဘူးဒါပွက်လဲမဟုတ်ဗျာဒါပေမဲ့ဘာတော့ဘာတော့ဘာတော့စောင့်ကြည့်ရနော်ငုံမာဟိုလေးဟိုတကြော်ပြစ်တာဗျာ နော်ဖြစ်တဲ့ကောင်လဲခင်ဗျာကျွန်တော်ပြောပြီးသားခင်ဗျားတို့ရေအစွဲကင်းကင်းလေးနဲ့ကြည့်မယ်ဆိုဒီကောင်အကြောင်းခင်ဗျားတို့ KD ချိန်ဖော်ပြီးခဲ့ဗျာတစ်ချက်ပြောခဲ့ပြီးပြီးသားနော်ခင်ဗျားမြင်သာဖို့လိုတယ်နော်အကြောင်းဒီမှာလဲဒီမှာလဲဘာသင်ကန်းသားတွေယူမို့နော်ကျွန်တော်တော့ဗီဒီယိုရေဖွင့်ပြပေးမှာပေါ့ဗျာဒီပေါ်မှာမသိကြမရပါနဲ့ပေါက်ပန်လေးတဲ့ပေါက်ပန်လေးတဲ့ဒီเนี่ยနော်ဒီမှာဒီကျွန်တော်ဖွင့်ပြတဲ့ဗီဒီယိုတွေပေါ်မှာလဲနော်နည်း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 ပေါက်ပပုတ်ပြီးပေါ့နော် ဲ့တော့တချို့ရာတချို့ရာကျွန်တော်အများအားပြောပါတယ်ကိုကပြောတော့မယ်စကားတော်ပြောတော့မယ်ဆိုတော့မယ်ဆိုလေနည်းနည်းလေးတွေးကြပါအောင်ပြူးကြပါအောင်တွေးကြပါအောင်ပြူးကြပါအောင်ဆိုတော့ KTI အားတိုင်းပြောတာတွေးကြအောင်ပြူးကြအောင်ဆိုတာဟုတ်လားနော်အကြတော့ပရမအောင်ဆုံးနော်လေးစားပါလေဖွင့်ပြီးပါလေးစားပါပြီးတတိုက်တတိုက်ဖွင့်ပြီးပါမယ်နော်တစ်ချက်နားထောင်ကြည့်လေပေါ့မင်္ဂလာပါလေးစားပါ ဒီရက်စတေမှာ30ပေါ့နော်အင်္ဂါနေ့ပေါ့အဲနေပြီးတော့မှာတဲ့အဗလီစောက်မလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်တရားကောမဒီတာဝန်ရှိရပေါ့ဘယ်နားလိမ့်မှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအပြေပဲ ။နိုင်ငံခြားပြောတာတွေမယုံနဲ့လေဒီမှာနေပြည်တော်မှာနေနေတာ။ရာလီလာပြောတာ။နောက်တစ်ခုကဟိုကပေါ့ little knowledge dangerous ဆိုတော့နော်။နည်းနည်းပဲသိရင်အန္တရာယ်များတယ်ဆိုတာအဲ့ဒါပြောတာ။နည်းနည်းပဲသိရင်ရှောက်ပြီးတော့ဟွာအများကြီးသိသလိုလိုနဲ့နော်။ဟိုတည်င်းသမားလေးတယောက်ဆိုလဲတနာပါတယ်။တရားစက်ခံရတော့မယ်ဟုတ်လား။ အထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးအဲဦးနေမြမာဒီရွက်ဝဲဝိုင်းလိုရသဘောတူပါတယ်ပါဆိုသွားခင်ဗျာခင်ဗျာနေမြခင်ဗျာပြန်ရအောင်လုံးပါညာရန်ကုန်မှာတော့ဟိုတယ်တွေဝယ်ထားတယ်ပါညာဟာဟိုတယ်ဝယ်တာကျွန်တော်တို့ကဘာမှမဆိုင်ဘူးနဲ့ဝယ်တဲ့ကောင်တယောက်တည်းကျွန်တော်ဗီဇာစက်မဆိုင်ဘူးဒါကျွန်တော်တို့မိသားစုကိုတတတိခါချတာဟာကျွန်တော်တရားဆွဲတော့မယ်လေသူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီရှာမေးမြန်ပြီးတော့ မေးမြပြီးလှုပ်တာတော့ပုံဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါလေအဆွဲမဲ့ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကြောက်ကြီးရေနောက်တစ်ခုကအတီရဖြတ်မှုနှစ်မျိုးနှစ်မျိုးတော့လှုပ်လိုက်လို့အကြံပေးလိုက်ဒါမှရှောက်ပြောဘလုရှတရှောက်ပြောလာရှာရိုးမရှိတိုင်းဘလုရှတရှောက်ပြောနေတာရက်သွားတယ်နည်းနည်းငြိမ်သွားတော့နော်နည်းနည်း သတင်းသမားဆိုတာဂာဂနာနာဂငယ်ဂာကြီးနာငယ်နာကြီးလေးလာကြီးမပြောရှောင်းမပြောနဲ့တရားရုပ်ရောက်ဂတ်ရောက်နဲ့အဲဒါဆိုတော့မကောင်းဘူးလေနော်အဲဒီလာပြောလေးစားပါအကြရာဒါဒါတပုတ်ပေါ့နော်ပြီးတော့ဒီမှာတစ်ခေါက်နော်ဥထေးအောင်ဆိုတာထဏနာတော့မှာနော် မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့မှာတော့ကျွန်တော်အခုတလောကောလာဟလာဖြစ်နေတဲ့ဇရင်လေးဒီကူပြောပြကြပါတယ်ကျွန်တော်ကြားသိရတာကတော့ဖြစ်နေပြီးတော့ကောင်စီနယ်မြေမှာပလီဝကြောင်းစောက်လုံးမဲ့ကိစ္စပဲဖြစ်ပါတယ်ဒါရီဟာကောလာဟလာနဲ့အချိန်ကိုက်ထုတ်လွှင့်နေကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြည်တွင်းကအမျိုးသားရေးဆောင်ရွက်နေကြသူများကလည်းပဲ ဓာရီကိုဒါကနနအဲစုံစမ်းသိရှိခြင်းမဖြစ်ဘဲနဲ့ပေါ့နော်ဆက်စင်ပြီးတော့ဆောင်ရွက်မှုတွေကိုတွေ့ရပါတယ်နော်ကျွန်တော်တို့မှာတန်ဖိုးရှိလာတဲ့နော်ကျွန်တော်တို့နိုင်ငံသားတွေတိုင်းရင်းသားတွေအားလုံးအတွက်ကိုရွေးကောက်ပွဲဆိုရဲထွက်ပေါက်တစ်ခုနဲ့ဆောင်ညင်းသေးနေတာဖြစ်ပါတယ်လက်ရှိအစိုးရကဒါကိုဖျက်လို့ဖျက်ဆီးလုပ်ချင်တဲ့သူတွေကမိလန်းအသွေးသွေးနဲ့ဆောင်ရင်းနေတဲ့အချိန်ကာလဖြစ်ပါတယ် ကျွန်တော်တို့လူအဖွဲ့စည်းဟာဘုံတန်ဖိုးရှိသူတွေဖြစ်ပါတယ်เนาะဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးလက်တွဲအတူနေထိုင်ကြတာလည်းအလုံးသိဖြစ်ပါတယ်ဥပဒေကိုလေးစားလိုက်နာခြင်းနဲ့လည်းပဲကျွန်တော်တို့တွေဟာစံပြုတ်လိုက်သူများအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ဘုံအခြေခံမှာလည်းပဲဘာသာအလုံးကိုလွတ်လပ်ခွင့်ယုံကြည်ကိုယ်ွယ်ခွင့်တွေတေးထားတာလေးစားဖို့ဖြစ်ပါတယ် အတူတူကနေထိုင်နိုင်ရေးကိစ္စတွေနဲ့ပတ်သက်လို့လည်းပဲเนาะလူနည်းစုတွေကလူများစုတွေရဲ့ရည်ကြီးမှုတွေကိုတွေးဖယ်တာမျိုးမဟုတ်ပဲねเนาะเนาะအဲသူတို့တွေရဲ့ရိုးရာဒလိနဲ့ရည်ကြီးမှုတွေကိုသိရှိနားလည်ပြီးတော့เนาะမဆန့်ကျင်တဲ့အနေနဲ့နေထိုင်သွားဖို့ကျွန်တော်ကပြောပြလိုပါတယ်เนาะနားလည်မှုနဲ့စာနာထောက်ထားမှုဆိုတာတွေလည်းရှိဖို့လိုပါတယ်เนาะကိုတွေက ဟောဒီဗုဒ္ဓဘာသာဝင်အများစုရှိတဲ့တိုင်းနိုင်ငံမှာလာပြီးတော့လူနည်းစုနော်ကိုယ်ွယ်ရာတွေနဲ့လာနေတဲ့အခါမှာနောက်ဆုံးတရားဟောကြားတာတွေကအစသတိပြုစင်ကျင်ဖို့လိုပါတယ်။အစ္စလာမ်နိုင်ငံတွေမှာပင်လည်းပလီဝတ်ကျောင်းတော်တွေမှာဟောကြားမဲ့တရားတွေကိုသူတို့ရဲ့သာသနာရေးဌာနတွေကအစစ်စစ်စီစစ်ပြီးမှဟောကြားခွင့်ရှိပါတယ်။ကျွန်တော်တို့ရဲ့ဘာသာရေး ဟောပြောမှုတွေမှာအစွန်းရောက်မှုတွေအတော်လေးရှိနေပါတယ်။ဒါကြောင့်ကျွန်တော်အနာဂတ်ကျွန်တော်တို့မြန်မာနိုင်ငံတော်ရဲ့ကောင်းမှုတွေကိုအထူးတကားလက်တွဲဆောင်ရွက်မယ်ဆိုရင်တော့ကိုယ်တွေကစတင် ခွဲခြားဆက်ဆံနေတဲ့အရာတွေကိုလည်းပဲပြုပြင်ကြပါလို့ပြောချင်ပါတယ်။ဝစ်စားစီရင်မှုတွေနော်အဟောအပြောရင်ကျင်းမှုတည်ဆောင်လာမှုတွေကိုပြုပြင်ကြပါတို့မှလာသဟဇာတဖြစ်တဲ့ဟောဒီမြန်မာ လူမှုအတိုင်းဝိုင်းမှာအတူတကွနေထိုင်မှုဖြစ်နိုင်မယ်ဆိုတာပြောကြရင်းနဲ့ဒီနေ့ကျွန်တော်တင်ပြမှုကတော့ဒီမှာပဲညီကုန်းချုပ်ကဲနော်အဲ့တော့တရားထောင်းတရားဟိုအောင်မဖွင့်ပြသေးဘူးနော်ထပ်ပြီးဖွင့်ပြမှာကဘာတော့ဆိုတော့ဆောနာလေးသားပါတယ်ဟိုထပ်ဖွင့်ပြမယ်ဆောနာတော့ကျတော့လုံးဝမရှိဘူးပြောရနော်ဒီမှာရှိတယ်ဖြစ်သွားပြီမင်္ဂလာပါလေးသားပါ ီနေ့ကအော်တိုဘားလတုံးရက်ပေါ့နော်တောက်ကြနေအဲပြင်မနာမှာဗလီစောက်မယ်ပါညာနဲ့တွားကြည့်ရဲ့စပွားတွားကြည့်ရဲ့နော်ဟောက်သားဘလောက်ကြာပြေးတွားပြီးဟဲ့လားအဲကျွန်တော်တို့အဲ့ဒီမှာတော့ပေးထားတာအစ္စလာမ်ပေးတယ်ခရစ်ယာန်ပေးတယ်ဟိန္ဒူပေးတယ်သုံးနေရာဒါဧကနည်းနည်းလေးပါ ဒီကနေကတော့လောက်ဝဲရှိမှာเนาะနည်းနည်းလေးမရှိအဲ့မှာ तू ကဗလီဆောက်ရအောင်လို့မပါဘူးဗျတခြားမေးကြည့်နော်ဗလီဆောက်ရအောင်လို့ပါလားဆိုစိုက်ဘုတ်အစိမ့်ကြီးမှာရှိရဗလီဆောက်ရအောင်ပါဘူးရေးထားရမှာဗလီဆောက်ရအောင်လို့ရေးမှာဗောဗလီဆောက်ခွင့်ပြုတယ်အဲ့တော့မွတ်စလင်ကုသဖြစ်ဆေးရုံလဲဆောက်ရင်ဆောက်မှာဗော तू ကမွတ်စလင်ဘိုးဘွားကြီးတာလဲဆောက်ရင်ဆောက်မှာဗောဒါသူတို့မှာလိုအပ်ချက်သူတို့လုပ်မှာဗော အဘလီကအားလုံးပြည့်စုံနေပြီဘလီတွေအများကြီးရှိတယ်ဘလို့အားဘူးဆိုလဲစောက်ချင်မှဆောက်ပါပေါ့ဒါခွပြကျက်တော်တော်လာမတင်သေးဘူးခြံစည်းကိုပဲခတ်တယ်သူပိုင်ကိုပိုင်ခြံစည်းကိုခတ်ကြတဲ့သဘောတော့ရှိအဲ့ဒီလာပြောတာအဲသွားကြည့်တဲ့ကောင်သွားကြည့်တယ်ဖွားတယ်ကောင်ဖွားတယ်ပေါ့နော်အဲရေကောက်ပွင့်နဲ့ချိန်ကြိုက်ပြီးတော့နော်ဖွားကြတာဒါအစိုးရတိတ်သဘောကောင်းလို့မဖြစ်ဘူးကျွန်တော်တို့ဧကတရားနော်အခုတို့ဒီကနေကဧကတရား သာသနာစုံလို့ဘုရှိသာသနာစုံဆိုတာတကယ်ကိုဗုဒ္ဓသာသနာစုံနော်ဒီလရှင်စာဒီလရှင်တက္ကသိုလ်25ဤကဒီအစကား20ဤကမရှိခဏဆရာတော်အတွက်20ဤကရှင်စေကိန်းထအတွက်20ဤကရဟုဆရာတော်အတွက်20ဤကခန္ဓာယုံအတွက်20ဤကအားလုံးမဟုတ်ဤကတရားအဲ့ဒါလုတ်ဖို့ရှိတယ် ဤကတရားနော်အခုတို့တေကနေကမဟုတ်ဘူးဗုဒ္ဓသာသနာစုံဟုတ်ဟိုတယ်စုံလို့စက်မှုစုံလို့ပေါ့နေပြီးတော့မှလုပ်ဖို့ရှိတယ်ဟောအဲ့ဒါတည်လားအဲ့လာပြောပြဒါကောင်းတဲ့အလုပ်ပဲနော်ဟိုဘက်ကဗလီဆောက်ရအောင်လို့ခင်ဗျာအဲ့စိုက်ဖို့အစိမ်းကြီးမှရေးထားရေးထားလားဒီချာကြည့်လေ အဲ့ဘလီဒီကပြည့်နေပြီမလို့အပ်ဘူးဆိုတော့သူကကုပြုကုတုပြရန်ကုန်မှာလည်းမွတ်စလင်ကုတုပြစိတ်ကိုရှိရလေအဲ့မှာလူတိုင်းကုပြည့်ရသူကကျွန်တော်အဲ့လိုတွေ့တယ်ဟိုအန်ဒီကဒေါက်တာတင်မျိုးဝင်းတို့ဘာလို့အဲ့မွတ်စလင်ကုတုပြစိတ်ဥမှာလောအပ်ပြီးရပါညာကျွန်တော်ကြားဘူးလေလုပါစေတာအကောင်းတဲ့ကိစ္စအဲ့အိလာပြောတာလေးစားပါဟိုရှေ့ဘုံမှာပြောတော့ကျတော့ တောင်ပြောမြောက်ပြောလျှောက်ပြောနေတာခခနာနာမတိပဲနေတို့ဟဲ့တောင်ပြောလျှောက်ပြောတောင်ပြောမြောက်ပြောလျှောက်ပြောနေတာခခနာနာတိမာတို့နော်အကြောဒီမှာနော်ကျတော့ပြောဖွင့်ပြအတိမှာပါနော်ကျွန်တော်နာမည်မပြောချင်တော့လို့နော်တစ်ချက် ပြီးတော့မှဘုန်းကြီးပြောတဲ့ဟာနောက်ဆုံးမှကျွန်တော်ထည့်ပေးမှာအခုဒီမှာတစ်ချက်ထပ်နာတော့လာမင်းလည်းနေတယ်ခင်ဗျာဒီနေ့တော့အောက်တိုဘာလ3ရက်ပေါ့နော်တော့ကြာနေဖြစ်ပါလေခင်ဗျာဒါကြတော့ဒီပို့ဆိုကျွန်တော်ပြောခြင်းမူဘာကြောင့်လဲဘာသာကိစ္စတွေပါနေလို့တိုးတိုးလေလိုအပ်တယ်လို့ကြုံကြည်ရတဲ့ကြောင့်လို့ကျွန်တော်တင်ပြပြတာဖြစ်ပါတယ်ဖြစ်စီရတော့ပါလဲဆိုရင်တော့ပြင်နေပြီးတော့တစ္ဆိတ်ပင်ယွာနီမှာဆောက်လို့မဲ့ဇွန်နေရှိရာ ဘာသာရေးဆော်ဦးနှစ်ခုတွေချန်စီယူခတ်တဲ့ကိစ္စချန်စီယူစကားတာတပတ်လောက်ပဲရှိသေးတယ်မြန်မာနိုင်ငံသတင်းသမားတွေဘူးမှမသိသေးဘူးအဲ့ချိန်မှာဖင်လန်လိုနိုင်ငံမျိုးမှာရှိနေတဲ့ကုမမောင်းဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုစားဖွာတယ်တချိန်တုန်းကတော့ကုမမောင်းကကိုယ့်ဘက်ကလူပဲဗျအသွင်ယူထားတာပေါ့အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော်ဒီပြဿနာမှာတော့သူပြောတာစပြောတာတာမန်အဖြစ်သူသတင်းရတာမှတ်ပါတယ်ဒါပေမဲ့လည်း အဲ့ဒီဟာကိုဘုဂျုံမီမင်းအောင်လာရခွင့်ပြုပြီးတော့မှလုံချုံရေးတွေအထက်ထက်ချပြီးတော့မှလှုပ်ပေးနေတယ်ဆိုတာဒါတော့မှားတယ်ဗျအဲ့ဒါတော့ခင်ဗျားပြောတာလိုမဟုတ်ဘူးအဲ့တော့ဒီအနေနဲ့ပတ်သက်ပြီးတော့လည်းဟိုကိုအောင်မင်းကလည်းဖြစ်စဉ်တွေအရသွားပြီးတော့မှတော့ရိုက်ပြလေးတွေ့ရတယ်ကောင်းတာရှိသလိုဆိုးတဲ့ impact တွေရှိတာပေါ့ဗျထားလိုက်တော့ဒါကျွန်တော်အထူးတီးမပြောလို့ပါအဲ့တော့အမျိုးသားရေးဖုန်းတော်ကြီးတွေကလည်းဒါနဲ့ပတ်သက်ပြီးတော့လိုင်းအောင်မှတင်ပြီးတော့မှဟိုပြောဆိုဆွေးနွေးကြလေးတွေ့ရပါတယ် ဆိုကျွန်တော်အနေနဲ့ကတော့ပါလဲဆိုရင်ဒါပြောချင်တာကနိုင်ငံတော်ကြီးကဲတရားအနေနဲ့ဘာသာပေါင်းစုံအားလုံးကိုဒီလိုနေရာတွေခွင့်ပြုပေးတာဒါဟိုဟိုခါကံကိုစရာအကြောင်းမရှိပါဘူးဒါလုတ်ပဲခွင့်နဲ့ရှိပါတယ်ထို့တော်လည်းကဘာမာတော်မှဗျာအင်္ဂလန်လိုနိုင်ငံမျိုးတော်မှဒါမွတ်စလင်ဘာသာဝင်တွေကအများစု ဖြစ်လာတဲ့အချိန်မှာသူတို့ရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှ အဲ့ဒီအမျိုးသားရေးစိတ်ဓာတ်တွေနိုးကြလာကြတဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုခွင့်ပြုပေးတာနဲ့ပတ်သက်ပြီးတော့မှတခါတယ်ဆန္ဒပြမှုတွေဖြစ်ပြီးတော့မှဝင်းကျုပ်တော်မှာဆင်းနေရတဲ့အနေအထားဖြစ်နေပြီလေကဘာမှာတော့မှဒီလိုမျိုးအုံနဲ့ကျင်းတဲ့ဒါ nationalist တွေကြီးထွားလာတဲ့အချိန်မှာကျွန်တော်တို့ဒီမှာလည်းဒီလိုပြောတာရတော့ဒါပြောစင်းတဲ့ကိစ္စပါပဲအဲ့ကြောင့်မို့လို့ကျွန်တော်တို့ကအခြေအနေချင်းခါပေါ့ကနဒေးသားအက်ကန်တာလေးလူတွေဗျာအဲ့တော့ဒီနေရာကဒီနေရာမှာဆောက်မှဖြစ်မှာလားဒီနေရာမှာခွင့်ပြုမှဖြစ်မှာလား တခြားနေရာမှာခွင့်ပြုရင်မရဘူးလားပြီးလို့ရှိရင်ခွင့်ပြုထားသေးအောင်တော့ကဲဒီအချိန်မှာမလုံးတဲ့ဥပါဆိုတားလို့မရဘူးလားတိုင်းမင်းလို့တယ်လေတိုင်းမင်းလို့တယ်ကျွန်တော်တို့မှာအထီးကရတော့ပါလဲဆိုရင်တော့ထိရှောက်လို့လေပြဿနာဖြစ်နေတယ်ရွေးကောက်ပွဲဆိုအရရှိနေတယ်ရွေးကောက်ပွဲမတိုင်ခင်မှာမတိညမြိမှုတွေဖြစ်ဖို့အတွက်ကျွန်တော်လုံးဝဖြစ်တယ်မို့ဒါမှမဟုတ်ဒါလေးကိုလည်းအစိုးရမင်းများအနေနဲ့ပြန်လဲပြီးတော့မှမိမိတို့ရဲ့ဒါလို့ဆောင်ကြရင်လည်းပတ်သက်ပြီးတော့သုံးသပ်ပြီးပြီးပေါ့ကျွန်တော်မြင့်တဲ့ရက်ခံပါတယ် review လုပ်ပေးပါပေါ့ဗျာနော် တို့မျိုးနဲ့ဆိုင်ငံ့ထားပြပါပေါ့အဲ့ဒီပတ်သက်ပြီးတော့မှရေးချီကျိုးပျော်ကိုပြီးတော့မှကျွန်တော်တို့ကတော့လေးနဲ့ထားပြီးတော့မှတင်ပြရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကဲအဲ့တော့ဟမ်ဘလို့တော့ဘလို့ကြီးတော့နော်အကြောဒီမှာနော်ဆရာတော်ပြောထားတဲ့အရာလုံးဝနော်ကြောင်းတိုက်စာချနော်ပြီးတော့ ပြောသွားတဲ့အရာလေးပေါ်သွားဒီမှာတစ်ချက်နာကြီးလိုက်မယ်နော်ကျွန်တော်အပြောလေးပါမစိုးလို့ပြောတာပါနော်ဒီမှာတစ်ချက်ထပ်နာထောင်းလိုက်ဆရာတော်ပြောတဲ့အရာအဲဘုရားတော်ဒီပေါ့နော်ဒီနေပြီးတော့ပလီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသတင်းတွေကဒီမှုပေါ်ရဆောင်နေတာတွေပါတော်တော်လေးပြတ်နေတယ်ဆိုတော့ဒီအချိန်လေးပေါ်မှာရှင်ပြတို့အနေနဲ့ကလည်းဒီနိုင်ငံတော်အကြီးအကဲများထံကန့်ကွက်စာတင်ဖို့လုပ်ကြတယ်။အဲဒီအပိုင်းအတွင်းမှာလည်း ိုင်ငံရေးသမားတွေသတင်းသမားတွေရဲ့ပြောဆိုမှုတွေလည်းရှိတယ်ပေါ့ဒီပုံမှာပရမဆုံးနေနဲ့အဲဒီမှာခွင့်ပြုထားတာမရှိပါဘူးအဲပြည်ပပြောတာတွေကိုမယုံပါနဲ့အဲဒီလိုမျိုးပြောတဲ့အပေါ်မှာအရှင်ပြားနေနဲ့အရှင်လင်းမိန်ကြလို့တာလေးပရမဆုံးမိန်ကြဖို့ကျွန်တော်သတင်းကဂျင်မလာဓမ္မစီရတိုက်ဟိုစာချဆရာတော်ဖြစ်ပါတယ်သတင်းကဒီဂျင်မလာမြို့ကန်တူဖြစ်ပါတယ်သူတို့ဒီ ဗလီနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဆိုရကတရားဝင် ခွင့်ပြုပြီးတော့အော်ဆောက်လုပ်နေကြတယ်လို့ဆောက်လုပ်နေတဲ့ပုံကိုယ်တွေလည်းပြောသလိုဒီမှာအော်စီပင်းရခွင့်ပြုချက်နဲ့ထောင်ထားတဲ့ဆိုင်းဘုတ်တွေလည်းရှိပါတယ်။ဒါကြောင့်ဒီနေရာတရားဝင်ခွင့်ပြုထားတဲ့နေရာဖြစ်တဲ့အတွက်သူတို့တွေဟာတရားဝင်မဲ့လုံလုံနေကြတာတွေ့ပါတယ်။ဒီအကြောင်းအရာပေါ်မှာ အဲဦးဇင်းတို့ပြောလို့တာကဒီနေရာဟာဘုရားဘာသာအများစုနေထိုင်တဲ့နေရာ ဖြစ်ပါတယ်ဘုရားဘာသာအများစုနေထိုင်တဲ့နေရာမျိုးမှာဟောအစ္စလမ်ဘာသာကိုးကွယ်ကြတဲ့ပုံကိုယ်တွေကိုဒီနေရာမှာပြီးမယ်ဆိုရင်ရေရှိမှာဘာသာအထီးကရုံးနေဖြစ်လာစရာအကြောင်းတွေအများကြီးရှိပါတယ်သူတို့မြမသမိုင်းကိုပဲကြည်ကြည်ကဘာသမိုင်းကိုပဲကြည်ကြည်အော် သူတို့တွေကလူနည်းစုကနေလူများစုဖြစ်လာခဲ့ရင်အဲ့ဒီနေရာဟာအကြမ်းဖက်တွေအများကြီးတောင်းကျမ်းတဲ့နေရာတစ်ခုလို့ဖြစ်လာခဲ့ပါတယ်။အဲကြောင့်ဦးဇင်းတို့ကဒါကြောင့်ဒီနေရာကိုကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နေရာဖြစ်တယ်။အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာမဟုတ်တဲ့အတွက်ဦးဇင်းတို့ကန့်ကွက်နေတာ။အစ္စလမ်ဘာသာဝင်အများစုနေထိုင်ရာဦးဇင်းတို့ပြင်မလားမှာ ဗလီယာ73လုံးရှိတယ်အာရဗီယာတကြောင်ရှိတယ်အဲ့တော့သုသူဘောင်သူတို့ရဲ့လုတ်ပိုင်ခွင့်ရပြင်းမလားမှာဗလီ14လုံးရှိပါတယ်သူတို့ဘာသာဥယျာဉ်နေအတွက်နဲ့ရေအတွက်နဲ့စားရင်ဒီဗလီ14လုံးဟာ ပြင်းမလားတမျိုးတည်းမှာဗလီ14လုံးဟာများတော့များနေပြီလို့ဦးဇင်းကပြောချင်ပါတယ်သူတို့တို့မလိုအပ်ပါသူတို့တွေလို့ခုဦးဇင်းတို့ငင်းကလင်ကြောင့်ဗလီတွေပျက်စီးသွားတာရှိတယ် ျက်စီးသွားတဲ့ဗလီတွေပြန်လည်ပြုပြင်တိဆောက်တဲ့အခါမှာဦးသိန်းတို့ကဘာမှဒီဘောမှာမပြောလိုပါဘူး။သူကသူလက်ရှိသူတို့စည်ရင်ပေါက်ထားတဲ့အတိုင်းပဲတိဆောက်နေကြတာဖြစ်တဲ့အတွက်ဦးသိန်းတို့အဲ့ဒီဘောမှာဘာမှကန့်ကွက်ခြင်းနှောက်ယှက်ခြင်းဘာတစ်ခုမှဦးသိန်းတို့အဲ့ဒီစိတ်ထားမျိုးမထားပါဘူး။သူတို့ဘာသာသူတို့တိုးတက်ရသူတို့တိုးတက်ကြအောင်သူတို့လုပ်လိမ့်မယ်။ကိုယ်တွေဘောရဘာသာတွေကကိုယ်တွေတိုးတက်ရတိုးတက်ကြအောင်လုပ်ရမှာဖြစ်ပါလေ။အဲ့တော့ဦးသိန်းတို့ကမပြောလိုပါဘူး။အဲ့တော့ယနေ့ခေတ်လိုနိုင်ငံရေးအခြေအနေမျိုးမကောင်းတဲ့အခြေအနေမျိုးမှာ တို့အတွက်နေရာပေးခြင်းဟာအမတန်မှနောင်လာနောင်သားတွေအတွက်အစိုးရိမ်ပေါ်ရအနေထားတစ်ခုအတယောက်ကနေအများဖြစ်လာခဲ့ကြတာကဘာအတိပဲအစ္စလမ်တယောက်ရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့အစည်းတစ်ခုပါအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဗုဒ္ဓဘာသာအများစုနေထိုင်ရာ နေရာသစ္စေမင်ကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်အဲ့တော့သစ္စေမင်ကြီးရွာနဲ့အနီးဆုံးနေရာတစ်ခုမှာသူတို့ချပေးခြင်းဒီအဲ့တော့ နောင်လာမဲ့ဘာသာရေးအထီးကရုံးတွေဟိုပါဒီနေရာကအဲနေရာတစ်ခုလို့ဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုဖြစ်စေခြင်းလို့ဦးသိန်းတို့ကရေရှည်ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာကြားဦးသိန်းတို့ပြင်းလာမှာနှစ်ပေါင်းများစွာဦးသိန်းတို့တသက်နေလာခဲ့ပြီဘာသာရေးနဲ့ပတ်သက်လို့အထီးကရုံးတွေဘာမှမဖြစ်ခဲ့ဘူးပါအစ္စလာမ်လည်းပဲအစ္စလာမ်သူ့အနေနဲ့သူဦးသိန်းတို့ဗုဒ္ဓဘာသာနဲ့အတူလက်တွဲရှင်တိုင်ပြီးတော့နေထိုင်လာခဲ့ကြတာ အဲ့တော့ယနေ့အချိန်ထိပဲဦးဇင်းတို့သိရတဲ့အချိန်ကစပြီးတော့ဦးဇင်းတို့တွေကပြင်မလားမှာမွေပြင်မလားမှာကြီးပြင်းလာခဲ့ကြတာယနေ့အချိန်ထိဘာသာရေးအဓိကရုံးပြင်မလားမှာမရှိခဲ့ဘူးပေါ့အဲ့တော့အားလုံးကိုယုံကြည်ရကို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 ွယ်ပြီးတော့ကိုယ့်ကိုယက်တည်နေကြတဲ့လူတွေဖြစ်တယ်ဒီလိုတောသူတောင်သားတွေဘက်မှာဒီလိုဗလီချပေးခြင်းဒီနောင်လာနောင်သားတွေအတွက်ပါပို့ပြီးတော့ ပြဿနာတွေဖြစ်လာနိုင်ကြများစွာရှိလို့ဥစဉ်တော့ဒီနေရာကိုအထူးသဖြင့်ကန့်ကွက်နေရခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါဗျာဆိုတော့တချို့သောသတင်းသမားတွေကလည်းဒီနေရာနှီးဝင်ကြီးကိုလာပြီးတော့အဲရွာနဲ့ဝေးပါရဲဆိုတဲ့ပုံစံမျိုးသတင်းရုပ်သံတင်ပြတာမျိုးတွေ့ရတယ်ပေါ့ဗျာ။အဲဒါဆိုတော့အရှင်များအနေနဲ့ဒီအဲရွာကန်နေနဲ့လည်းအရှင်များယင်းဤခင်မင်းနဲ့ဆက်တဲ့အတွက်ကြောင့်ဒီအခုဆောက်လုပ်နေမှုရှင်နေလဲရွာနဲ့ကဘယ်လောက်ထိကတ်နေလဲဆိုတာလေးကိုလည်းသိသွားမယ်ဆိုတော့ဗျာ။ဒီလိုကဒီလက်ရှိ area အနေထားနဲ့ဆိုလို့ချင်း အာဂျားမာအဲလက်ခွဲ၃ခွဲလောက်ချားပြီးရရွာစီယိုးနဲ့လက်ရှိသူတို့စီပင်အခွင့်ပြုထားတဲ့ဧရိယာနဲ့ကလက်၃ခွဲလက်၃ခွဲစာလောက်ပဲရှိပါတယ်အရန်ကိုရွာနဲ့နီးကပ်လွန်ပါတယ်အော်ဒါတို့တချို့မီဒီယာတွေကအရွာနဲ့ဝေးပါတယ်တွေဘာတွေလျှောက်ပြောတယ်အဲ့တော့ဒါအရန်လျှောက်ပြောနေတာပါနေမျိုးတေချာဆင်းပြီးတော့တေချာမလေးလာပဲနဲ့သူများအထင်သူများမြင်နဲ့လျှောက်ပြောနေတာရှိပါတယ် ဲ့တော့ဒီပုံမှာဦးသိန်းတို့ကနောင်ဖြစ်လာမယ့်ပြဿနာကိုကြိုတင်ကာကွယ်ပြီးတော့ပြောနေကြတဲ့ပုံမှာ နိုင်ငံရေးအမြတ်ထုတ်လို့ကြတဲ့သတင်းမီဒီယာတွေကအမျိုးမျိုးခြောက်ပြီးတော့ဘာသာရေးကိုဗန်းပြပြီးတော့တိုင်းပြည်စူပူမှုဖြစ်အောင်မငြိမ်မသက်ဖြစ်အောင်ဒီဗလီကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံရေးကလှုပ်ရှားနေကြတဲ့အဖွဲ့တွေလည်းအများကြီးတွေ့ရပါတယ်လိုင်းပေါ်မှာဒီသတင်းအမှန်နဲ့ပတ်သက်ရင်ဦးသိန်းတို့တွေတွေတွေ အချိန်မရွဆက်တယ်လို့ရတယ်မင်းမြန်းလို့ရပါတယ်ဥသိန်းတို့ကနေမြေကန်နေဖြစ်တယ်အဲ့တော့နေမြေကန်နေဖြစ်တဲ့အတွက်ဥသိန်းတို့ကိုအချိန်မရွဆက်တယ်ပါမင်းမြန်းမှာဟောသူများ line ပေါ်မှာ တွေ့ထားတဲ့သတင်းတွေဟောအဲ့ဒီသတင်းတွေကို lobby သတင်းတွေကိုချောက်ပြီးတော့ပြည်သူတွေစိတ်ဝမ်းကွဲစေမဲ့သတင်းဘာသာရေးနှစ်ခုကြားမှာဟောထိခိုက်စေနိုင်တဲ့သတင်းတွေကို line ပေါ်မှာဖွင့်နေကြတာအများကြီးတွေ့ရပါတယ်အဲ့ကြောင့်ဥသိန်းတို့တွေက အားလုံးသိအောင်ဒီနေရာအနေအထားတစ်ခုဥစဉ်တော့ချပြခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဘောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဒီရပိုင်းအတွင်းပေါ့နော်ဒီနေ့ပြီးတော့မျိုးသားရေးဖွဲ့ကမျိုးသမီးတယောက်ကိုပဲခေါ်ယူပြီးတော့ဆင်နေတဲ့ပုံစံမျိုးလဲကြားသိရတယ်ရှင်ပြတို့ကိုယ်တိုင်လည်းပါသွားတဲ့ခါမှာတာဝန်ရှိသူတွေကိုရှင်ပြအနေနဲ့ဒီအချိန်လေးပေါ်မှာဘာတွေမကြားခဲ့တာရှိလဲဘာတွေတတိပြုဆောင်ရွက်ဖို့လိုအပ်လဲဒါလေးကိုပြောပါအဲတချို့မီဒါတွေကဥစဉ်တို့ကိုစာဖတ်ချုပ်ကဖမ်းသွားတယ်ဆိုပြီးတော့ ဒီလိုမျိုးသတင်းတွေဖောက်ပြီးတော့ဆရာတော်ကြီးတွေကမေတ္တာရက်ခံလို့ဥစဉ်တော့ကပဲဆာဗာလက်ထက်ကနေပြန်လွတ်လာတဲ့ပုံစံမျိုးလို line ပေါ်မှာအဲပြောနေကြတဲ့သတင်းတွေလည်းရှိပါတယ်အဲ့တော့ဥစဉ်တို့လုံနေတာဒီအထီးကရုံးကိစ္စအတွက်လုံနေတာမဟုတ်ဘူးအဲ့တော့ဘာသာရေးနှစ်ခုကြားမှာအမုန်းတရားတွေပွားဖို့လုံနေတာမဟုတ်တဲ့အတွက်ဥစဉ်တို့ကိုဖမ်းစရာဘာအကြောင်းမှမရှိပါအဲ့တော့သူတို့ကစပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲသူတို့ကတိကျင်တဲ့အချက်လက်လေးတွေကြောင်းတာသူတို့တွေက အဲလူကြီးလူကောင်းပြည်ပြည်ပဲသူတို့ခွင့်တောင်းတယ်ခွင့်တောင်းပြီးတော့ကိုမျိုးသားအဖွဲ့တွေကဒကမတယောက်ကိုခေါ်သွားတယ်ခေါ်သွားတဲ့အခါမှာလည်းပဲဦးသိန်းတို့ကလိုက်မှအရှင်ပြေမယ်လို့ပြောတဲ့အခါမှာဦးသိန်းတို့လည်းပဲသူတို့ကြည်ပြူပဲခွင့်ပြုပါတယ်အဲ့လိုခွင့်ပြုတဲ့အခါမှာဦးသိန်းတို့လည်းပဲအော်လူကြီးနဲ့ထိတ်တိုက်တွေ့ရတယ်ကိုယ်တိုင်လိုက်သွားခွင့်ရတယ်အော်အဲ့လိုရတဲ့အခါမှာဦးသိန်းတို့ကနိုင်ငံတော်အကြီးအကဲကြီးရောက်အောင်ဦးသိန်းတို့ကဒီနေရာဟာ အစ္စလမ်ဘာသာဝင်တွေနေထိုင်ရာနေရာမဟုတ်တဲ့အတွက်ဒီနေရာမှာမဖြစ်သင့်ဘူးဆိုတာကိုလည်းပဲနံပါတ်၁ချပြပါတယ်အဲ့တော့ဥဒင်းတို့တွေကဘာကြောင့်ဒီနေရာမှာကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာတောသူတောင်သားအများစုနေထိုင်ရာနေရာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုအသိခံရတဲ့တောင်သူလယ်သမားတွေဟာလည်းပဲဒီမျိုးကိုအသိခံခြင်းသည်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတနည်းအားဖြင့်မြို့ပြစီမံကိန်းအတွက်ဆိုရင်၃ညနာ၃ပါအဲ့တော့ ပြည်သူပြည်သားအနေနဲ့ကာလတန်ကြီးရဲ့အဲ့တော့ကာလတန်ကြီးရဲ့ဆဲဆဲပုံတပုံလောက်ကိုပဲပြေးပြေးအဲ့ဒီအဲ့ဒီခေအဲ့ဒီခါကဒီနေရာလေးဟာတိမ်ပေါင်း340တိုင်တဲ့တန်တဲ့နေရာလေးမှာနှစ်သိန်းခွဲ3သိန်းနဲ့ဦးသိန်းတို့တွေကဒီနေရာမှာနေထိုင်ကြတဲ့လောက်ကင်စားတော့ကြတဲ့တောင်သူလေသမားတွေကနှစ်သိန်းခွဲ3သိန်းနဲ့နိုင်ငံတော်အစိုးရရဲ့ကြော်ကြီးယူပြီးတော့ကြီးကြီးပြူပြူလက်မှတ်ထိုးပေးပြီးတော့ တိုင်းပြည်ရဲ့မြို့ပြစီမံကိန်းတွေတက်နိုင်သလောက်တက်ဆွမ်းသလောက်ပါဝင်ကူညီမယ်ဆိုပြီးတော့နိုင်ငံတော်နဲ့လက်တွဲခဲ့တာပါယနေ့ခေတ်လို့ဒီနေရာကိုအခြားဘာသာဝင်တွေရှားပေးဖို့ဖြစ်လာခဲ့မယ်ဆိုရင်ဒီနေရာကိုအသိခံရတဲ့တောင်သူတွေရဲ့ယင်နဲ့နှလုံးသားတွေကိုအားလုံးဝင်ကြည့်စေချင်ပါတယ်သူတို့ရဲ့ဘိုးဘိုင်းသူတို့လောက်ကင်စားတော့လာခဲ့တဲ့ဒီမြေပေါ်မှာ ကိုကိုရဲ့ဘာသာတရားမဟုတ်နဲ့အခြားဘာသာတစ်ခုက ကြီးစိုးလာတယ်၊လွှမ်းမိုးလာတယ်၊ဆိုးမိုးလာတယ်ဆိုရင်အဲ့ဒီဒီရွာသူရွာသားတွေဒီလဲမှာလောက်ကန်စားတော့ကြတဲ့တောင်းသူလဲသမားတွေရဲ့ယင်တဲ့ဆန္ဒကိုအလုံးမြင်နိုင်မယ်လို့ဥဒနာထင်ပါတယ်။ဒါကသူတို့ပရမမူလလမ်းဟောင်းမူလလမ်းဟောင်းကဥဒနာဒီဘက်မှာရှိပါဒါမူလလမ်းဟောင်းကြီးပါမူလလမ်းဟောင်းကြီးကိုဒီရှမ်းမှာညွန့်နယ်စီပင်ကပိတ်လိုက်ပါ စီပြန်ပိတ်လိုက်ယူတယ်ပိတ်လိုက်ပြီးတဲ့အခါမှာသူတို့အစင်းပြေသူလမ်းကိုပြန်ဖောက်သွားတယ်ဒါကဦးတင်တို့ခုသွားနေတဲ့လမ်းဟာလမ်းတစ်သူတို့စီပြန်ကခင်းထားပေးတဲ့လမ်းတစ်ဖြစ်ပါတယ်ငကူမူလလမ်းဟောင်းဖြတ်ပြီးတော့လမ်းဟောင်းကတော့ဒီပလီနေမြေတဲ့ပါသွားပြီလမ်းဟောင်းကပလီနေမြေတဲ့ကိုပါသွားပြီးတော့လမ်းတစ်တက်တက်ဝိုက်ပြီးတော့ဖောက်ထားပေးပါတယ်ကဲ အကြတော့အရှိကြီးတော့ကြံသေးရနော်ကျွန်တော်စက်မခွင့်ပြတော့ဒီမှာအရှိကြီးကြံသေးရနော်အကြတော့ဒီလောက်ဆိုရင်နော်မြင်သာသွားပြီလို့တော့ကျွန်တော်တော့မှန်းတယ်ပေါ့နော်ကြတော့ချွေရချွေရမှာကျွန်တော်လည်းကြားရတယ်ကြားရတယ်အဲ့ဒီကြားတော့လည်းတော်တော်ဘောဘာလို့ဘလို့ဆိုပြီးတော့ပြောင်းငြိမ်သွားတော့အော်မဟုတ်တော့ဘူးပါဘူးကျွန်တော်ကအဲ့လိုထင်တာပေါ့နော်ကြားတာတော့ဟုတ်ဆိုကြီးကြားတယ် ဒါပေမဲ့အဲ့ဒီကလည်းဟိုတဲ့တင်ထားသူများလည်းတင်ထားပြီးသားပါတော့အဲ့တော့ကျွန်တော်ဖွင့်ပြတော့ရှစ်တာဗီဒီယိုတားရှိသွားမှာဆိုတော့အကုန်လုံးလည်းမြင်သွားပြီဆိုတော့ဒီမှာဂွန်းဆက်ဂွန်းဆက်အကုန်လုံးနော်အကုန်လုံးချိတ်ဆက်မိသွားလောက်ပါကျတော့မဖြစ်သင့်တဲ့အရာတွေမနော်မဖြစ်သင့်တဲ့အရာတွေဖြစ်လာဒါတွေကတိတ်မဟုတ်ဘူးဗျာအဲ့ဒီမှာအခုလိုပြောသလိုပဲနော်တေချာပြန်လဲစီစစ်ပြီးတော့ ကောင်းဆုံးတွေပဲဖြစ်ခြင်းပါတယ်เนาะကျွန်တော်ကတော့အကောင်းဆုံးတွေပဲဖြစ်ခြင်းပါတယ်အဆိုးဆုံးတွေကတော့မဖြစ်စေခြင်းပါဒါ KZ ရဲ့เนาะသဘောတရားသဘောထားပါเนาะ KZ ရဲ့သဘောထားကတော့ကောင်းဆုံးတွေပဲဖြစ်စေခြင်းနဲ့အဆိုးဆုံးတွေမဖြစ်စေခြင်းဘူးအကြတော့ဒီထဲမှာလဲတောင်းဆိုတဲ့ရာတောင်းဆိုတဲ့ရာပါပြီးရဆိုတဲ့အတွက်ပြန်လဲသုံးသက်ပြန်လဲစဉ်းစားဒါပဲရှိရဲ့เนาะနှုတ်ဆိုလို့ရှိရင်တော့စင် ပြေဘူးဗျာ ¿no? Sea ambiguo.